မတ်သူပါလောက်ကလည်းဒါမင်းဒါမင်းဆုံးဖြတ်ပါပီဂျူဆိုတဲ့မြင်ကြောင်နဲ့အာဆိုတဲ့မြင်ကြောင်ပြိုင်လားစကရူလိုင်းဖြစ်မလားအင်တာဆက်ဆုံးလားပရမပိုင်းဆုံးဖြတ်ပြီအကယ်၍ဆုံးခဲ့လို့ရှိရင်ဒီမြင်ကြောင်တစ်ကြောင်ဟာပါပန်တူလာတောင်းမကြတော့ဆိုပြီးပြန်ပြီးတော့မေးတယ်နှစ်ပိုင်းမေးရပါတော့နော်အဲ့တော့အရင်ဆုံးပရမစစ်ပြိုင်လားမပြိုင်လားဆုံးဖြတ်ပြိုင်လားမပြိုင်လားဆုံးဖြတ်လို့ဘာရင်ရှားမလဲ ပါပါကျွန်တော်မှာတော့သူရဲ့ဒါရိုက်တစ်ဗယ်လူတွေအရင်စာပါရဲ့ဒါရိုက်တစ်ဗယ်လူဒါရိုက်တစ်ဗယ်လူအပီကျူနဲ့ဒါရိုက်တစ်ဗယ်လူအာအက်စ်အော်ဆရာမေးခွန်းကြီးလာမှာအဲတော့ဒါရိုက်တစ်ဗယ်လူအပီကျူဒါရိုက်တစ်ဗယ်လူအာအက်စ်ဒါရိုက်တစ်ဗယ်လူအပီကျူလို့ပါလို့ယူမယ် L1 M1 N1 ဒါရိုက်တစ်ဗယ်လူအာအက်စ်ကိုကြတော့ A2 M2 N2 အဲ့ဒါလိုချင်ဘယ်လိုလုပ်မလဲကျူရဲ့ပီကျူရဲ့အမ ရမယ်နော်ဒါမနှုတ်ပြတော့နော်ဒါတိဘယ်လူပြန်မပြန်သိရင်သူတို့ဘာလို့ကြည့်ရအောင်အဲ့ဝတ်ပါအတူအဲ့တော့ဘာလို့ဒီအချိုးကြမ်းလို့ဆိုတော့စားကြည့်လိုက်အဲ့တော့3 by 3 3 by 3 3 by 3ပဲအချိုးတူလားမတူဘူးလားတူတယ်ဒါဆိုဒီမြင်းနှောင်းဘာဖြစ်သွားလဲပြန်သွားပြီเนาะအချိုးသုံးခုတူတယ်ဆိုလိုတဲ့ဘက်က directive value က pq က directive value က rs ကဘာဖြစ်လဲစတူကိန်းဖြစ်တယ်เนาะအစဖြစ်တော့ဗောနော် ဒါဆိုဒီမင်းနှစ်ကြောင်းပါဖြစ်ပြီပါလဲပြန်ပြီ therefore တူလိုင်းအားပါလဲအဲ့တော့ပြန်ပြီဖြစ်တဲ့အတွက်ကြောင့်ဖြတ်အောင်ပါလားပြတ်တော့မပြတ်တော့မပြတ်တဲ့ကြောင့်စကူလည်းမပြတ်တော့ပါပန်ဒူကလာဒါမှကြအကြောင်းရှာဖို့လိုသေးလားမလိုတော့ဘူးအဲ့တော့ပြန်သွားလို့ရှိရင်ရှင်းတယ်ဘာမှဆက်လို့ရမလိုတော့ဘူးသူကဖြတ်စရာလည်းအကြောင်းရှိတော့အဲ့ကြောင့်ဒီမှာတင်သူ့ရဲ့အဖြစ်ပြီးရပါတော့ဒါနံပါတ်8ဒီမှာပြီးသွားတယ်နံပါတ်2ဆက်ပြောမယ် နံပါတ်ပြီလဲဆရာတော်ဒါရက်တက်ဗယ်လူအပီကျူကျူရဲပြီနောက်လည်းရှိနောက်လည်းမကျူရဲပြီနောက်မှာနောက်ကျွေနောက်2ရဲနေ3ကိုနောက်တော့ negative 1 negative 3ရဲ negative 1တော့အလဲမှာပါပြီတော့အဲ negative 2 1ရဲ negative 3ကိုပါနောက်လိုက်တော့ plus ပြီတော့4ရဲအဲ့လိုပဲ as လည်းအဲ့လိုပဲရှာတော့စားကြည့်ချိုးတုံးတူလားမတူမတူရင်စားတော့ရေးပြရမလို့ရေးပြရမယ် directive value of p2 are not multiple directive value of rs အဲ့တော့ကကုနေတူကိုအချိုးမှုသူတို့ကြောင့်ဒီမင်းကြောင့်ပြိုင်လာမပြိုင်မပြိုင်တော့အနောက်ဟာတွေဘာလို့တော့ဆက်လို့ရတော့မပြိုင်ရင်စုံလားမစုံလားဘာလို့စဉ်းစားအကေးစုံလားမစုံလားစဉ်းစားတဲ့အခါမှာမစုံခဲ့ဘူးဆိုရင်တကူလိုင်းပြောရမယ်ဒါမှမဟုတ်ကြောင်ပြောကြလို့သေးလား မလို့တော့သူကမဆောင်ဘူးလေတသားမကြသာဆောင်လဲဆောင်အောင်ပါအောင်အဲ့တော့ကွာဒါဆိုရင်ဒုတိယအဆင့်နည်းနဲ့ဘာဖြစ်ကြအောင်ပြတော့မယ်နော်ဆောင်လားမဆောင်လားစဉ်းစားရမယ်ဆောင်လားမဆောင်လားစဉ်းစားရရှာတော့မလုပ်မယ်ဆောင်မတခုရှာလို့ယူလိုက်မယ်ဆောင်မကိုဘာလို့ယူလိုက်လဲ ay ဇက်လို့ယူပြီးတော့ equation ရှာခဏလို့ပဲ ay ဇက် equation စုပေါင်းချကြအောင်မလုပ်မယ်ရှာမယ် a ဂျင်ဘီကြီး y ဂျင်ဘီကြီး z ဂျင်ဘီကြီး equation တုံးချောင်းရတယ်တုံးချောင်းမှာနှစ်ချောင်းရှင်း parameter ရအဲ့ဒါကိုကြံချောင်းမှာရှင်းလို့ပြည်လည်ရင်အဲ့ဒီမြင်းနှစ်ချောင်းဖြတ်တယ် မပြေလည်မဖြတ်ဘူးအဲ့တော့ကျွန်တော်ဗာရင်ရမယ် point a y z ကဒီမြင်းနှဲเจ้าမှာရှိခဲ့လို့ရှိရင် equation ပါတရားရမယ်၃ចောင်းပရမဒီဘက်ချာ a y z ကဗာ equation p q ဆိုတဲ့ line equation ဒီအရှိက3 negative 1 negative 3ကဗာရဲ့တန်ဖိုး p ရဲ့တန်ဖိုးအနောက်ကဒါမှ1ရှိတယ်နော် -1 -2 4ကြတော့ဗာတန်မို့ အဲပီဂျောတာတိဘယ်လိုပြောရလဲ L1 M1 N1 W ပြီးပရိမာတာပြောရဲ S နဲ့မြောက်ဒီဘက်ချာဘာ equation အာ S equation အရှိအပါတံဘူအာတံဘူ3 negative 5ဆောက်ရှိလိုက်မယ်အနောက်ကတာတိဘယ်လိုရပါလား negative 4ဒီမှာဘာမရှိရပါလားရှိလဲ0 negative 4ပြီးရင်ဘာနဲ့မြောက်လဲပရိမာတာနဲ့မြောက်ပြီးရင်ဘာချင်းပင်းကြီးအချင်းပင်းကြီး Y ချင်းပင်းကြီးဇချင်းပင်းကြီး equation ပြန်ထားရမယ်၃ချောင်းရမယ် သုံးเจ้ามาဆရာတို့ဒါရှင်းလို့လွယ်တဲ့เจ้าဆရာရှင်းပါကျွန်တော်တို့ဆရာတွက်ပြရမှာနဲ့အော်ဆရာမတွက်ရသေးဘူးဒီကနေ့ရနေပြီတခါလေ question သူကနေရှင်းလိုက်ပါရနေပြီ as down ကိုရတယ်မရွှေ့လေ negative 1ဟောပတ်သွားရင်တပါလာတော့ plus 1ဆိုတော့ negative 1 plus 1ဆိုတော့ negative 1အနော်နော်ကြည့်တယ်သူသစားလာတော့ s ပလာရတယ်ဘာမှမင်သူရဒါ2ကနေ question 2ကနေပဲ as down ကိုရတယ်ရတယ် as ဆိုဆရာပုံမှာတွင်းလိုက်လေ1မှာတွင်းလိုက်အဲ့ဆရာဘယ်လောက်တွင်းဘာမှမင်သူတွင်းနေ အဲ့ဒီရဆောင်ရှင်းမလို့ရှားဂျားမတော့မရှင်းတော့ရှင်းပြလိုက်မယ်နော်နံပါတ်ဆိုတော့နှင်းနှမြလိုက်နှင်းနှမြလောက်6 1 6 80ဒါဒီမှာဘာလားလဲ5 6 1 1 8သစားတော့1 8 minus minus ကြည့်ပါမယ်ဒါဆို s နဲ့တိမရတော့ဒါဘယ် equation နဲ့ဆရာသုံးခဲ့တာလဲ1နဲ့2သုံးခဲ့တယ်ဆိုတော့ဒီ s နဲ့ t ကိုဘယ်မှာပြန်သွင်းရမလဲ3မှာ twin လို့ပြေလည်ခဲ့ရင်အဲ့ဒီမြင်းကြောင်ဖြတ်တဲ့ မပြေလဲမပြတ်ဘူးအဲ့တော့သွင်းလဲစီမှာညီလာဒီနှခုရှောင်းရှင်းကြည့်လာကုသနဲ့ကြည့်လိုက်ရဒီတိုင်းစိုက်နေရလို့ကြည့်လို့ရတယ်လေအဲ့တော့မညီတဲ့တကြဒီမြင်းနဲ့ကြောင်ဖြတ်လာမဖြတ်ဘူးဆိုတော့အဲ့ဒီမြင်းနဲ့ကြောင်ဘာမြင်းပြော်ရဘူးစကူပြော်ရဘူးရှားနှခါညီနဲ့လုံးမှတ်တယ်လေမပြိုင်လဲမပြန်ဘူးဖြတ်လဲမဖြတ်ဆိုအဲ့ဒါဘာလိုင်းလဲစကူလိုင်းဒါဆိုဒီလိုင်းကဘာပြော်ပြီစကူလိုင်းပြော်ရတယ်နော်အဲ့ဒါစာတော့ရေးပြရမယ်သူ့မှာအဖြေရှိလား ဖြေမရှိဘူးအပြင်မရှိသေးဘူးဒီမင်းနေဂျာဖြတ်လားမပြတ်ဘူးအဲ့ပြိုင်လဲမပြိုင်ဖြတ်လဲမပြတ်တော့ဒီမင်းနေဂျာကပြပါပြီစကူဖြစ်တယ်ဆိုတော့ပါပန်တူလာဖြစ်ကြအောင်ရှာကြလို့ဒီလားမလိုတော့ဘူးเนาะပါပန်တူလာဘယ်အချိန်မှရှာမှာမပြန်ခဲ့ဘူးဖြတ်မပြတ်စဉ်းစားတဲ့အခါမှာဘာဖြစ်ခဲ့ဖြတ်ခဲ့လို့ရှိရင်ဘာဖြစ်ကြအောင်စဉ်းစားရမလဲပါပန်တူလာဖြစ်ကြအောင်စဉ်းစားရတော့သူကအချိန်3မျိုးပဲရှိအလွယ်ဆုံးကတော့မင်းနေဂျာကဘာဖြစ်ခဲ့ ်ပြန်ခဲ့ပြန်ခဲ့ဘာမှဆက်လို့ရမလို့တော့ပြီးပြီပြန်ဖြတ်ကြရတဲ့အကြောင်းရှိတော့နော်စကူလာလည်းမဖြစ်တော့ဘာပဲသူလာမဖြစ်တော့အကယ်မပြန်ခဲ့ဘူးဒုတိယဆင်းဘာဖြစ်ကြအောင်ရှာအင်တာဆက်အင်တာဆက်ဖြတ်လားမဖြတ်လားဆုံးဖြတ်လားအဲ့ဒီမှာမှမဖြတ်ခဲ့ဘူးဆိုရင်ဆက်ရှာရလို့လားလို့တော့မပြန်မဖြတ်အဲ့ဒါစကူးဖြတ်တာအဲအဲ့လိုမဟုတ်နောက်တစ်ဆုံးစက်ဘာဖြစ်ခဲ့ဖြတ်ခဲ့လို့ရှိရင်ဘာဖြစ်ကြအောင်ရှာရတော့ပါပန်ဒီကူလာဖြစ်လားဖြစ်လားဆုံးဖြတ်တော့အဲ့တော့အချိန်နေ ၃မျိုးရှိတော့နော်အဲ၂ပုံးရင်သွားလာမှာနော်ဆရာတို့ A နဲ့ B နဲ့ပုံးရင်သွားလာပုံမှန်တမ်းပဲဆရာတို့ပါရှာမယ် relative value relative value of p q ရှာမယ် relative value of r s ရှာမယ်ပြီးရင်တို့နှစ်ခုတို့သုံးခုသက်ဆိုင်ရာတမိုးတွေဘာလို့ကြည့်မယ်အချိုးကျစားကြည့်မယ်စားကြည့်လို့တူလားမတူဘူးလားမတူဘူးနော် negative 6 by 4နဲ့အဲ့ဘိုင်တူရဲ့ negative 4 by 4ဆိုတော့မတူမတူတော့ကန်ဆိုးတော့ က်သွက်ရမှာပေါ့မသူတော့ဘာဖြစ်လဲမပြိုင်မပြိုင်ဆရာတော့ဘာဖြစ်ကြောင်းပြတော့ဆုံလားမဆုံလားစဉ်းစားတော့ဆုံလားမဆုံလားစဉ်းစားရင်ဘာလုပ်မလဲသူရဲ့ဆုံမကိုဘာဖြစ်ယူမလဲ x ကောမှာ y ကောမှာ z ပြည့်ယူမယ်အဲ့တော့ p ယူဆိုတဲ့ line equation ရှာမယ် r ဆိုတဲ့ line equation ရှာမယ်အဲ့လိုရှာတဲ့အခါမှာဒီအရှိရပါတံမို့ p ရဲ့တံမို့အနောက်ကဒီ6 -6 8 4 -4 ပါတံမို့ MP2 ရဲ့ target value ဖြစ်မယ်ပြီးရင် parameter ကိုမျှပြီးတော့ပေါင်းမယ်ဒီဘက်ကျတော့ဒါအပါတံမို့အာတံမို့အနောက်ကျတော့ပါတံမို့အဲဒူအမ်ဒူအဒူတံမို့အဲ့ဒါကိုရှာတင်နေမျှပြီးပေါင်းမယ်ပြီးရင်အဲ့ချင်းပင်ကြီးဝါချင်းပင်ကြီးဇက်ချင်းပင်ကြီးအဲ့ဒါဘာလဲဘာရှင်းလို့ရမှာကြတော့ဝါလဒူတူနဲ့တူရှင်းလိုက်ရပဲတူနဲ့တူဘာမျှောက်ရမလို့မသိလားဒီမှာ +2 ဒီ -2 ဒီပေါင်းလိုက်ရင်ဘာဖြစ်ပြီလဲကျွာပြီ ဒီဘက်က4နဲ့1ပေါ့5 negative 2နဲ့5ဆိုတော့3 8 applies နဲ့ minus 4ဆိုတော့ 4s 3ဟောသွားပါသလားဘာလို့နောက်တော့2 as equal to 2 by 4ဆိုတော့1 by 2ရလာနဲ့ s ကိုကြိုက်တဲ့2နဲ့3ရဲ့ကြိုက်စုမှာတွင်2မှာတွင်လိုက်တယ်နော်အ2မှာတွင်လာတော့အဲ့ညမှာ s ညာဘယ်လောက်တွင်လဲ1 by 2တွင်တယ်2 4 2 1 ပြန်စာတော့တီလဲဘလားပဲရမယ်ဝါမိုင်သူရလာတဲ့ SMO နဲ့တီတံမိုးဗမာပြန်သွင်းအခုကဆရာက2နဲ့3ကိုရှင်းပြီးတော့ရလာတဲ့ SN တီဆိုတော့ဗမာပြန်သွင်းရမယ်1မှာသွင်းရမယ်သွင်းကြည့်ဝါမိုင်သူသွင်းဘလားရမယ်3 form နဲ့3ဆိုတော့1ဝါမိုင်သူသွင်းတဲ့2 -1 နဲ့2ဆိုတော့1ညီလားမညီလားညီတဲ့တော့ကြာထက်ပြီးကန်ဆိုးတယ်ဒီမင်းလည်းကြောင်းပါပြပါပြီ ်ဆုံသွားပြီเนาะအဲ့တော့ဆုံမနေနဲ့ဘယ်လောက်မှသွားပြီဆုံလဲ1 2 3အဲ့ဒါဘယ်မှာအတွင်းလာလဲဒါပြောပြီးသားဒီ equation ရဲ့ညာဘက်ဘယ်ဘက်ချမှာလဲတွင်းလေးရတယ်ညာဘက်ချတော့တဘောဒီပေါ်မှာပေါ့နော်ဒီမှာရှိနေတော့ပဲကြိုက်တဲ့ဒီမှာတွင်းလေးရတယ်ဒီဘက်ချဆိုတော့ s ချမှာစားသွင်းပြီးဆိုတော့ဒီဘက်ချဆိုရင်ဒီညာမှာစားသွင်းပြီးဆိုဒီမှာတွက်ကြည့်မယ်ဆိုပါတော့ဘလိုက်ရလဲဘောမိုက်တူတွင်းလိုက် -3 4 3ဆိုတော့1 why my to twin for negative 2 plus 4ဆိုတော့2 why my to twin negative 2 5ရဲ့ two တော့3ဒါဒီဘက်ဆန်သွင်းတယ်ဒီဘက်သွင်းရင်လည်းအတူတူပဲရမှာเนาะဆရာမသွင်းပြရတော့အဲ့သူရဲ့ sum ကဘယ်လားလဲ1ကောမှာ2ကောမှာ3အဲ့တော့မြင်းနေကြောင်းဘာဖြစ်ပါပြီ intersect ဆောင်းသွားပြီဆောင်းရဲ့ဘာဖြစ်သလားထက်ရှာအောင်ဟဲ့ပြန်လားမပြန်လားဒါတိတ်အများကြီးမရှာတော့လူပြန်လားမပြန်လားသိချင်သူရဲ့ direct value တွေရဲ့မြောက်လက်မြောက်ဘာလို့ကြီး ပေါင်းကြည့်လိုက်ပေါင်းကြည့်လို့0နဲ့ညင်ဒီမြင်းတဲ့ကြောင်းဘာဖြစ်ပြီတောင်းမှကြတယ်ဟိုမှာရှားကြည့်ပေါ့နော်ဒီ derivative value ကိုဆရာဒီကနေပြန်ကြည့်လို့ရတာဒီမှာနော်သဘောဘာနဲ့ဘာနဲ့မြောက် negative sin နဲ့ cos နဲ့မြောက် ain နဲ့ to နဲ့မြောက် negative cos နဲ့ negative to နဲ့မြောက်မြောက်ပြီးဘာလုပ်ကြည့်ပေါင်းကြည့်တော့ဘာနဲ့ညင်နေမယ်0နဲ့ညီခဲ့လို့ရှိရင်ဒီမြင်းတဲ့ကြောင်းဘာဖြစ်ပြီတောင်းမှကြရမယ်နော် ဒါတော့အဆင့်30လောက်ပါသွားတာပေါ့မပြိုင်ဘူးဖြတ်တယ်အဲ့တော့ဒါမှကြာမှကြာဆက်ပြီးတော့ဆွေးရမယ်ဟုတ်မနော်သွားကြည့်ပါအဲဆက်လက်ပြီးတော့ကျွန်တော်နံပါတ် D ကိုဆက်ကြည့်ပါမယ်။ဒီမှာကျွန်တော် PQRS အမှတ်၄မှတ်ပေးထားတယ်။မိသားစုအရှိအမေကွန်းတွေလို့ပဲ။ဒီမြင်းတဲ့ကြောင့်ပြိုင်လားစကူတိုင်းဖြစ်လားအင်တာဆက်ဖြစ်လား ပြီးရင်အကယ်၍သူတို့သာစုံခဲ့လို့ရှိရင်ပါပန်တူလာဖြစ်လာဆိုပြီးမေးတာဖြစ်ပါတယ်။ပြင်းဆုံးချက်ပြန်လာမပြန်လာသိချင်ရင်သူတို့ရဲ့သက်ဆိုင်ရာ directive value ဒီမင်းအကြောင်းဖြစ်တဲ့ PQ ရဲ့ directive value နဲ့ RS ရဲ့ directive value ရှာပြီးတော့စားကြည့်လို့အချိုးညီပြမှာဖြစ်ပါတယ်။အဲတော့စားတဲ့အခါမှာ2 negative 4 4 negative 10 negative 6 negative 8ကမတူပါဘူး။အဲ directive value ကို PQ က relative value ရော RS ရဲ့စတူကိန်းမဟုတ်တာဖြစ်တဲ့အတွက်ကြောင့်ဒီမင်းအကြောင်း မပြိုင်ပါဘူးအဲ့တော့မပြိုင်ဘူးဆိုတော့ကျွန်တော်ဒါစုံလားစဉ်းစားရတော့မယ်ဆက်ပြီးတော့စုံခဲ့လို့ရှိရင်တော့ဒါစကူလန်မဟုတ်ဘူးအကေပြန်လဲမပြိုင်ဘူးစုံလဲမစုံဘူးဆိုရင်လည်းဒါစကူလန်ဆိုပြီးဖြစ်မှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒါဒီမြင်းတစ်ကြောင်းဒီစုံစုံတိကျရင်သူရဲ့တက်ဆိုင်ရာဒီ PQ နဲ့ R ဆိုတဲ့ line စုံမှတ်ပါတော့စုံမှတ်ကိုဆရာတို့ဗာလိလိုက်မယ် PQ R ဆိုတဲ့ line စုံမှတ်ဆရာတို့ဒါ X Y Z လို့ယူလိုက်မယ်ဆိုပါစို့ ဲ့တော့ဒီအဲ့ဝါဇာကဒီမင်းနေဂျာစုံမဖြစ်ခဲ့လို့ရှိရင်သူတို့ရဲ့ဒီတက်ဆိုင်ရာမင်းနေဂျာ equation ကိုရှားလိုက်ရင်ဒါသူရဲ့စုံမရအောင်ဖြစ်တယ်။ဒါကိုရှားဖို့ကရှားပြီးကျူးသိရင်ပြီးကျူးရဲ့အဲ့ဝါဇာ coordinate form RS ရဲ့အဲ့ဝါဇာ coordinate form အတီးဒီ၃ချောင်းရှားမယ်။ရှားတဲ့အခါမှာကျတော့ဘလို့ရှားရဲ့ဆိုရင်အပီကျူရဲ့ line equation ဆိုစာမတ် pl ကိုဒီနေ့သိရမယ်သူရဲ့ derivative value သိရမယ်နော်ဒီအရှိအတံဘောကဒီစာမတ် p ရဲ့တံဘောအဲ့ negative 3 negative 1 set ဒီမှာကြည့်ကြည့်လေးရပါတယ်ပြီးတံဘောက negative 3 negative 1 set derivative value က2 for negative 6အဲကြောင့်ဆရာ derivative value ညာမှာဆရာဘယ်လောက်ထည့်တာပြင်2 for negative 6အဲကြောင့်သူ့ရဲ့ equation က negative 3 2s ရဲ့ negative 1 4s ရဲ့6 6ဆိုပြီးတော့ရ as ဆိုတော့အဲ့တိုင်းပဲအရှိကတံဘောက r ရဲ့ point ဆိုတော့0 6 7ရှိတယ် i ရဲ့ derivative value က negative 4 negative negative 8ကိုတော့ ပါရမီတွေဖြစ်တဲ့တည်နေမြောက်ကိုရှင်းလိုက်သူရဲ့သက်ဆိုင် equation တွေရအဲဒီမှာဆရာတော်ဒီအားနေပြီးတော့ဒီမင်းအကြောင်းစုံစုံသိကြည့်ရင်ဒီ ayz အတီးတီးကိုပြင်းညီပြီး equation တုံးကြရအောင်အဲ့ဒီတုံးကြောင်းနေပြီးတော့မှဆရာတော်ကြောက်ရဲ့ equation အကြောင်းရှင်း s နဲ့တည်ရမယ်ရလာတဲ့ s နဲ့တည်ကိုကြောင်း equation မှာအစားသွင်းလို့ပြည်လည်ရင်ဒီမင်းအကြောင်းစုံတယ်မပြည်လည်ရင်မစုံဘူးလို့ဆရာတော်သိအောင်ဖြစ်ပါအဲ့တော့ဆရာအရင်ဆုံးဒီမှာ2ကို1ကိုအာ ူတွေကနေပြီးတော့1ကို2နဲ့မျှတော့တာမို့နှုတ်2ရတဲ့ဇာတ်ဘယ်လောက်တည်တာဒါတည်တာဒီဘက်ကဆက်ပြင်ရမယ်။2က negative 1 plus for s equal to 6 minus 10 t အဓိကဆရာတော့ s ကိုကြည့်ရင်လို့အဲ့တော့1ကို2နဲ့မျှတော့ negative 6 plus for s equal to negative 8အဲ့တော့ plus minus plus j တယ်။အဲ့တော့ဘာရလဲဆိုတော့ဒီဘက်5ရတယ်ဒီဘက်က6 minus သူတည်ရတယ်နော်ဒီမှာရတာပေါ့နော်အရင်ကရှားကိုဆက်ပြီးရှင်းလိုက်တည်တယ်ဘဝမိုက်တူရရလာတည်တယ်ဘို့ရှားကြိုက်တဲ့1နဲ့2ရဲ့ကြိုက်နေမှာအစားတွင်လိုက်တဲ့ခါမှာအခုတော့ရှား1မှာတွင်လိုက်တော့တည်နေမှာဘဝမိုက်တူတွင်တယ်ခြေတော့ minus 2ဖြစ်သွားတယ်ဟုတ်ပါလာပါလာ1ကျန်တဲ့ s ကလည်း1မှတူရရလာတဲ့ s နဲ့ s နဲ့တည်တဲ့မို့ကျန်တဲ့ equation ဖြစ်တဲ့ဒီ3မှာစာတွင်လို့ပြေလည်လာတွင်ကြည့်တဲ့အခါမှာဒီမှာကဆရာကိုကြည့်ရရင 3ရရတယ်ဒီမှာလည်း3ရဆိုတော့ပြေးလေတာပေါ့ပြေးလေဆိုဒီမိနစ်ကြောင့်ဆုံဘယ်မှာဆုံလဲဆိုရင်ဆုံမက်ရှိအေးဆုံမက်လို့ရှင်ရှားဒီက x1 ဆိုကြားလိုက်ဒီမှာတွင်းနေတယ်ဒီမှာတွင်းလိုက်ဆိုပါဆိုအဲ့ဆက်မှာရှား1 2တွင်းလိုက်လို့ရှိရင်1ရတော့ negative 3 plus 1ဆိုတော့ negative 2ရတယ်1 by 2တွင်းတော့2ကျန်တယ်ဆိုတော့1ရတယ်1 by 2တွင်းတော့ negative 3ဆိုတော့6ရတယ်3တော့3ရဒါသူရဲ့ဆုံမက်ကိုရတာပြပါ ဒါကြောင့်မဆရာတို့ဒါဆိုရင်ဒါစကူလန်းဆရာပြောလို့မရတော့ဘူးစကူလန်းနှစ်ခါညင်းတယ်လို့မှန်မပြန်လည်းမပြန်မစုံလည်းမစုံပါပါအဲ့တော့စုံနေဆိုရင်ဆရာတို့ဆက်ပြီးစဉ်းစားရမှာကဒီမင်းတို့ကြောင့်ပပန်တူလာဒါမှမကြလာဘူးအဲ့ဒါမှမကြလာမကြလာသိရင်သူ့ရဲ့ဒီ directive value ရဲ့မျှော်လည်းမျှော်ပေါင်းကြည့်လိုက်လို့0နဲ့ညီခဲ့ရင်ပပန်တူလာဖြစ်တယ်အခုညီတာမို့လို့ဒီမင်းတို့ကြောင့်ပပန်တူလာဖြစ်တယ်ဆိုပြီးဆရာတို့လိုချင်တဲ့အဖြေကိုရရှိမှာဖြစ်ပါတယ်